2025ခုနှစ်ရဲ့ကမ္ဘာ့နံလူဆိုင်ရယ်တော့တခြားနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားခြေကံလူဒန်းသားတွေကတနေ့အတွင်းဒါခြေကံလုံးလုံးပြီးတော့မရှိနိုင်ပါနဲ့2025ခုနှစ်ရဲ့ကမ္ဘာ့နံလူဆိုင်ရယ်ဆယ်ကြီးဟာဆိုင်ရယ်ဖြစ်မလဲဘယ်စိတွေရှိပါဟုတ်အားလုံးမင်္ဂလာပါအမကြီးကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့ကတော့2025ခုနှစ်ရဲ့အကောင်အမြန်ဆုံးဆိုင်ငယ်တွေနဲ့ဆိုင်ငယ်သေးတွေဘယ်လိုရှိမလဲပြပတ်သွားမှာဖြစ်ပါတယ် ရှားလိုက်ရအောင်။နံပါတ်10အမတ်ကြီးက Eco Plus RS Top Speed 143 km/h Elite J Side Company တို့ဖြစ်တဲ့ Energy Car က2014ခုနှစ်ကစလို့ EV Sign Gear စတင်ထုတ်လုပ်လာပါတယ်။2015ခုနှစ်မှာ Eco Plus RS အမည်နဲ့ EV Sign Gear ထုတ်လုပ်ခဲ့ပြီးယခုလက်ရှိ2025ခုနှစ်မှာ Agric ပေါင်များစွာနဲ့ကမ္ဘာအမြင်ဆုံးစည်းရင်းထဲမှာပါဝင်လာပါတယ်။ Lithium ပိုလီမာဘက်ထရီနဲ့ဖြစ်ပြီးတော့တက်ဆင်ထားတဲ့မော်တာဒုံးကြီးက0-100 km/h ကို2.6စက္ကန့်အတွင်းတိထုပ်နိုင်ပါတယ်။မြင်းကောင်ရည်128ထွက်ရှိပြီးမြင်းသောမောင်းနေတဲ့အားက143 km/h ပါအဝါဖြစ်ပါတယ်။အခုမြန်မာဝင်စင်းနေဆိုရင် Energy က Eco Plus RR ဆိုင်ကဲဈေးက3,500ကျားရှိမှဖြစ်ပါတယ်။အင်းပေါ်မှာဝင်စင်းနေဆိုရင်3,300ဝန်းကျင်လာကျတဲ့မှာဖြစ်ပါတယ်။နံပါတ်9ဂျမဟာ WZF R1M တော့စပီ299ကီလိုမီတာပါအာဝါဂစ်တာပီယာနိုနဲ့တန်စင်ဒူရီယာတွေစထုတ်ရင်းကဆိုင်ငယ်ထုတ်လုပ်မှုကိုပြောင်းလဲလာတဲ့ယာကြီးခေါ်ယမဟာကနမကြီးအာဆီရီဆိုင်ငယ်ထုတ်လုပ်မှုဖြစ်တဲ့လေအကြံဆုံးစပော့ဝိုက်ဖြစ်တဲ့ WZFR1M ဆိုင်ငယ်ကကမ္ဘာ့အမြန်ဆုံးဆိုင်ငယ်စင်းထဲမှာပေါဝင်ပါတယ်2015ခုနှစ်မှာစတင်ထုတ်လုပ်လာတာဖြစ်ပြီးလက်ရှိအချိန်မှာလူကြိုက်များတဲ့ဆိုင်ငယ်တစ်စီးလည်းဖြစ်ပါတယ် မင်းကောင်နဲ့200ထုတ်လုပ်ပေးမယ်968 cc inline 4 crankshaft engine ကိုအသုံးပြုထားပါတယ်0 to 100 km ကို2.8စက္ကန့်အတွင်းတည်ထောင်နိုင်ပါတယ်မြန်ဆုံးမောင်းနေနိုင်အားက269 km ပါအဝဖြစ်ပါတယ်ဈေးနှုန်းကတော့ခုမြန်မာငွေဈေးနဲ့ဆိုရင်တိုင်းတထောင်ဝန်းကျင်ရှိမှာဖြစ်ပါတယ်နံပါတ်8 Honda Civic 1000 RR Fireblade SP Top Speed 269 km ပါအဝါ ဟွန်နာကစွားပိုက်ဆိုင်ရဲ့ထုတ်လုပ်မှုရဲ့ဆိုင်ငယ်နံပါတ်တွေမှာအာတလုံးထပ်ပေါင်းထည့်လိုက်ခြင်းကစမှတ်ကြတယ်လို့ခံယူထားပုံရပါတယ်။အာတလုံးထပ်အာဏလုံးပါတဲ့ဆိုင်ငယ်တွေက performance ပိုချမ်းတယ် sport bike ပိုဆန်တယ်ပေါ့။အခု CBR တစ်ထောင်အာအာ Fireblade SP ဆိုင်ငယ်ကလည်းအာသုံးလုံးပါတဲ့အတွက်ကမ္ဘာအမြန်ဆုံးစိမ့်ဝင်နေတာတော့စမ်းမှန်မထင်ပါဘူး။ 969cc ni4 engine ဖြစ်ပြီးမြင်းကောင်ရာ214 ठी ထုတ်လုပ်ပေးမှာဖြစ်ပါတယ် 0-100ကီလိုမီတာကို2.8စက္ကန့်အတွင်းတီးထောင်နိုင်ပြီးမြန်သောမောင်းနှင်လိုင်းအားက299ကီလိုမီတာပါအောင်ဖြစ်ပါတယ်။အခုမြန်မာဝင်စင်းနဲ့ဆိုရင်တိန်းထောင်နေဝင်ရှင်ရှိမှဖြစ်ပါတယ်။အေး9နှစ်လောက်ကတိန်း350ဝင်းရောက်ပဲရှိခဲ့ဘူးပါလေ။နံပါတ်9 Ambigo Star F4 RC Tospi 302ကီလိုမီတာပါအောင် Ambigusta က Italy နိုင်ငံခြေဆိုင် Premium Sun နဲ့ဆိုင်ရထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ်။အခု Ambigusta F4RC ဆိုင်ရကလည်းအကျန်းဆုံး Sport Bike ဆိုင်ရစည်းဖြစ်ပါတယ်။2015ခုနှစ်ကလည်း2018ခုနှစ်အထိ၃နှစ်ပဲထုတ်လုပ်ခဲ့တဲ့ဆိုင်ရပါ။ဒါပေမဲ့အခုချိန်ထိကမ္ဘာမြန်ဆုံးဆိုင်ရဆင်းမှာတွင်းထားတာမြင်တွေ့ရပါတယ်။ 968cc Inline 4 engine ဖြစ်ပြီးမြင်းကောင်းရင်အား112ထုတ်လုပ်ပေးမှာပါ။0-100 km ကို2.60စက္ကန့်လွင်တီးထောင်နိုင်ပြီးအမြင့်ဆုံးမောင်းနှင်လိုင်းအားက302 km/h ဖြစ်ပါတယ် အခုမြန်မာဝင်ဈေးနဲ့ဆိုရင်3800ဝန်းကျင် ရှိမှာဖြစ်ပါတယ်။အဲ2018နောက်ဆုံးထုတ်ခဲ့တော့က3900ပဲရှိခဲ့ပါတယ်။နံပါတ်6 Abrelia RSV4 Factory Tospi 305 km/h Abrelia ကလည်းလင်ချေဆိုင်ဆိုင်ကတွေထုတ်လုပ်တဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။တနက္ခိုးကစားလို့လက်ရှိချိန်ထိထုတ်လုပ်နေပြီးကမ္ဘာမြန်ဆုံးဆိုင်ကတွေမှာပါဝင်ပါတယ်။တရောင်း 69cc v4 အင်ဂျင်တက်ဆင်ထားပြီးမြင်းကုန်ရအား200ခွန်အထိထုတ်လုပ်ပေးမှာပါ 3.1စက္ကန့်တွင်0 to 100 km ကိုတီးထုံနိုင်ပါတယ်။မြင်းသုံးပေါင်းနေတဲ့အားက305 km/h ဖြစ်ပါတယ်။အခုမြန်မာဝင်စင်းနေဆိုရင်တိုင်းထောင်ညာဝင်ရင်ရှိမှာဖြစ်ပါတယ်။နမငါ Suzuki Hayabusa Tospe 312 km/h နောက်ဟုတ်ဒီမြောက်ခင်မှာ Honda ရဲ့ Black Bus ဆိုတဲ့ဆိုင်ကကဘာမြန်လုံးဆိုင်ကဖြစ်နေပါတယ်။အမြန်ဆုံးလေရင်ရဲ့နာမည်ကိုယူထားတာလည်းဖြစ်ပါတယ်။ ဆိုဇူကီကအားချက်မခံအများဆုံးပြန်တန်းနိုင်တဲ့ငှက်တစ်ကောင်ရဲ့ဟာယာဘူဇာနာမည်နဲ့1999ခုနှစ်မှာကမ္ဘာအများဆုံးဆိုင်ငယ်နေရာကိုလူယူခဲ့ပါတယ်။အနာဂတ်ကစားလို့အများဆုံးအများဆုံးအများဆုံးဆိုတဲ့ဆိုင်ငယ်ထုတ်လုပ်မှုတွေကိုအခွင့်မပြုတော့ဘဲ electronic snack တွေနဲ့သတ်မှတ်ချက်တစ်ခုနဲ့ထိန်းချုပ်ခဲ့ကြပါတယ်။အဲကစားလို့ကမ္ဘာအများဆုံးဆိုင်ငယ်တွေထုတ်ချင်ရင်ဗန်ဘောတွေမှာပဲအသုံးပြုရမယ်။ထုတ်လုပ်ရုံးချခြင်းကိုသတ်မှတ်ချက်နဲ့သာခွင့်ပြုခဲ့ကြပါတယ်။ 2025မှာထုတ်လွှင့်ထားတဲ့ Suzuki Hayabusa ဆိုင်ငယ်ကြီးက 1340cc inline 4အင်ဂျင်လုံးကြီးတပ်ဆင်ထားပြီးတော့မြင်းကောင်ရီ184ထုတ်လုပ်ပေးမှာပါ။နေ့သက်သက်မှ9စက္ကန့်အတွင်း0 to 100 km ကိုတီးထောင်နိုင်ပါတယ်။မြင်းသောမောင်းနှင်လည်းအားက312 km/h ဖြစ်ပါတယ်။အခုမြန်မာဝင်စင်းနေဆိုရင်တိုင်းတစ်ထောင်ဝင်ကြီးရှိမှာဖြစ်ပါတယ်။အရင်ကဒါနောက်ဆုံး model တွေကိုတိုင်း300ဝင်ကျင်လုံးနဲ့စနိုင်ခဲ့ကြပါတယ်။ဒီဆိုင်ကလားဒီဆိုင်ကလားဒီဆိုင်ကလား ဒါမျိုးဆိုင်ကလားလူမျိုးဆိုင်ကတွေကိုကိုမျိုးဝင်းမော်တော်ဆိုင်ကရှိုးရူမ်မှာဝယ်ရက်ရှင်းနိုင်ပါတယ်တိုင်း20ဝန်းကျင်ကနေတိုင်း400ဝန်းကျင်ဒီဆိုင်ကလို့တော့ရှိပြီတော့ဆိုင်မှာရှိတဲ့ဆိုင်ကတွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါတယ်ကျောင်းအမသောမော်ပင်မြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ကြားမှာရှိပြီတော့မန္တလေးမြို့ချမ်းမြတ်သာသီ58လမ်း130 130အေးကြားမှာရှိပါတယ်အဲတိတ်တိတ်ကြည့်ရင်ဆက်တမင်းမြန်နေတယ်ဆိုလို့ကျွန်တော်အခုပြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်းဆက်တမင်းမြန်နေပါတယ်အဲကောမန့်မှာလည်းပြည်သုံးလင်းချပေးထားပါတယ်နံပါတ် 4BMW M1000RR top speed 314 km/h ဘင်းဘလူးကတော့မသိတဲ့လူမရှိသလောက် brand တစ်ခုဖြစ်ပါတယ်။ကားတွေဆန်ကယ်တွေအကြံဖန်မလုပ်ပဲနဲ့အမှန်ကန်မြန်မြန်ဆက်ဆန်ထုတ်လုပ်နေတဲ့ company တစ်ခုဖြစ်ပါတယ်။လူကြိုက်များဆုံး sport bike ဖြစ်တဲ့ S1000 RR ဆန်ကယ်ကို upgrade ပြုလုပ်ပြီးတော့2021ခုနှစ်မှာ M1000 RR ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ကမ္ဘာမြေဆုံးဆန်ကယ်ထဲမှာလည်းပါဝင်ဖြစ်ပါတယ်။969 cc inline 4 engine နဲ့ဖြစ်ပြီးမင်းကောင်အားနေ့တစ်နှစ်ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။0 to 100 km ကို30စက္ကန့်တွင်အရောက်တီးနိုင်ပါသေးတယ်။မြန်သောမောင်းနေနိုင်အားက314 km/h ဖြစ်ပါတယ်။ 2025 M1000 RR ဆိုင်ကယ်ရဲ့မြန်မာငွေဈေးကတော့3500ဝန်းကျင်ရှိမှာဖြစ်ပါတယ်။အမှတ်တော့ Ducati Panigale V4R top speed 320 km/h ဒူဂါရီကတော့အင်ဒလီခြေဆိုင်အကျန်းတကအကျန်းဆုံးကျန်းပေရန်ဒီဆိုင်ငယ်တွေထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဆိုမှားပါဘူး။လမ်မိုဂနီနဲ့ပေါင်းပြီးထုတ်လုပ်ထားတဲ့ဆိုင်ငယ်တွေရှိသလိုချာဟိုက်အန်မျိုးစားဆိုင်ငယ်တွေလည်းထုတ်လုပ်ထားပါတယ်။ ီထဲမှာပနီကလီ V4 R ကအခု2025ခုနှစ်မှာကမ္ဘာ့ငွေလုံးဆိုင်ငယ်ဈေးနဲ့ပေါက်ဝင်ပါတယ်2019မှာစတင်ထုတ်လုပ်လာတာဖြစ်ပြီးလက်ရှိအချိန်ထိထုတ်လုပ်နေဆဲဖြစ်ပါတယ်698 cc V4 engine နဲ့ဖြစ်ပြီးမြင်းငွေ R က235ဝန်းကျင်ထုတ်လုပ်ပေးမှာဖြစ်ပါတယ်0 to 100 km ကိုနှစ်သက်သက်မှ9စက္ကန့်အတွင်းတိထုတ်လို့ရအောင်ပါအမြင့်ဆုံးမောင်းနေနိုင်အားက320 km/h ဖြစ်ပါတယ်။2025ပနီကလီ V4R ဆိုင်ငယ်ဈေးကအခုမြန်မာငွေစည်းနဲ့ဆိုရင် ိုင်း2000ဝန်းကျင်ရှိမှာဖြစ်ပါတယ်။နံပါတ်1 Latinan LS218 top speed 352 km/h ချီနာကမကြိုက်တဲ့ဆိုင်ရော်တွေရှိပါတယ်။အဲ့ဒါက Lightning Company ကထုတ်လုပ်ထားတဲ့ဆိုင်ရော်တွေပါ။ Lightning Company က American ခြေစား EV ဆိုင်ရော်တွေထုတ်လုပ်တဲ့ company ဖြစ်ပါတယ်။ Lightning LS218 ဆိုင်ရော်က EV ဆိုင်ရော်ထဲမှာ performance အကျဉ်းဆုံးဆိုင်ရော်လေးဖြစ်ပါတယ်။ Carbon body design first charging riding mode အဆုံးနဲ့အခြားမိုက်တဲ့ system တွေလည်းပါဝင်ပါတယ်။တက်ဆင်ထားတဲ့ motor တုံးကမြင်းကုန်ရီအားနေရာထုတ်လွှတ်နိုင်ပါတယ်။အိမ်ထဲကနေလက်လိမ်မောင်းတဲ့ဟိုမောင်းရင်နှစ်စက္ကန့်အတွင်းရောက်နိုင်တဲ့0 to 100 km တီးထုံနိုင်အားဖြစ်ပါတယ်။အမြင့်ဆုံးမောင်းနေနိုင်အား351 km/h အထိရှိမှဖြစ်ပါတယ်။အခုမြန်မာဝေစင်းနဲ့ဆိုင်ကယ်ဈေးက3000ဝန်းကျင်ရှိမှဖြစ်ပါတယ်။နံပါတ်1ကောဆာကီနင်ညာ H2 ဟာတော့စပီ၄၀၀ကီ plus kilometer per hour ဂျပန်ကရုံးရဲ့လက်ဆောင်ထမှုက10နှစ်ကြာလာတဲ့အချိန်မှာတော့ဒီနံပါတ်1ဆန်ကကြီးကိုကျော်လွန်နိုင်တဲ့ထုတ်လုပ်မှုမရှိသေးပါဘူး2015ခုနှစ်မှာဆန်ရင်အစ်စ်နဲ့နင်ဂျာ H2 ဟာဆန်ကကြီးကို Kawasaki ကထုတ်ပြလာပြီးဒီကောင်ကြီးကလက်ကုံမှာပဲဆိုပြီးတော့အားဆိုင်ထုတ်လာပါတယ်2025ရောက်တဲ့အထိ10နှစ်ကြာသွားပြီမယ့် Kawasaki ရဲ့နင်ဂျာ H2 ဟာကိုကျော်လွန်နိုင်တဲ့ဆန်ရင်မရှိသေးပါဘူး 998cc super chat engine လို့ခေါ်ပြီးတော့ inline 4နဲ့ဖြစ်ပါတယ်။မြင်းကောင်ကြီးအား330အထိထုတ်လုပ်ပေးနိုင်ပြီး0 to 100 km ကို2.5စက္ကန့်နဲ့အရောက်တီးချုံနိုင်ပါတယ်။400 km/h အထိအမြင့်ဆုံးမောင်းနေနိုင်မှာဖြစ်ပါတယ်။ဆိုင်ငယ်ကလမ်းမမှာစီးဖို့အတွက်ရောင်းချခြင်းမျိုးမရှိပါဘူး။ဒါပေမဲ့ Kawasaki Ninja H2 ကဆိုင်ငယ်သေးက3500ဝန်းကျင်ရှိမှဖြစ်ပါတယ်။ဒါကတော့လက်ရှိကမ္ဘာအမြင့်ဆုံးနံပါတ်1ဆိုင်ငယ်ဖြစ်ပါတယ်။ ဟုတ်ကဲ့ဒီနေ့ပြောပြသွားတဲ့အကြောင်းအရာတွေကတရှိကပ္ပအမြန်လုံးဒါဆိုင်ကယ်ဆယ်စီးအကြောင်းဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဆိုင်ကယ်တွေကိုဘယ်လိုမြင်ပါလဲတထဲပစံအလောက်ရှိခဲ့ရင်ဝယ်မြင်မလားကောမန့်မှာပြောပြခဲ့ကြပါဦးခင်ဗျဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ Agent Version နဲ့နေ့ရက်တွေကိုအမြန်ဆုံးပိုက်ဆိုင်နိုင်ကြပါသည်